ဈာန်ပွဲမှာကတော့အဲ့လိုမျိုးကလီးခဲ့ကြောက်ပေါ့နော်ဒီကားလေးရဲ့မှာတော့အကြောင်းကြောင်းကြောင်းပေါ့နော်စိတ်ညစ်နေရတဲ့အချိန်မှာဒီကားလေးလာကြည့်ပြီးတော့အဲစိတ်ပန်းဖြည့်စရာတစ်ခုဖြစ်မယ်ကိုတို့က relax တစ်ခုဖြစ်မယ်လို့တော့ခံစားမိရပေါ့နော်အဲအဲအကြောင်းလည်းပြိတက်ကိုလာရောက်ပြီးတော့ဒါနှစ်နာရီလောက်အချိန်အတွင်းမှာလာပြီးတော့ကြီးကြီးရှုစေချင်ပါတယ်ဟုတ်ကျမကဆွမ်းစားပြီးမှဆိုရင်တော့ ်ဘုံသားဝါဘသူရင်စမ်းချက်လာပြီလေဒီတော့ကြာနေတယ်ဘုံမရဲ့ချက်တွေးတော့တွေးနေတော့တအားကောင်းရဲ့အဲ့ဒီဥပတ်တဲ့ခေါင်းထဲအာကျုပ်သားကိုထည့်ရတယ်ဆွဲခူးရတဲ့အကျင့်ရှိတာကျုပ်ဖက်လို့ရှိရင်ခဏရေကုန်သွားလို့မလားလူနေဆံမျိုးကြောက်တက်တခြားဟာတွေလည်းတက်တယ်မယုံတုံးကြည့်ပါလားဒပမိတ်နော်အဲကစားပွဲမှာကတော့အဲ့လိုမျိုး ကလေးကကြောက်ပေါ့နော်ဒီကနေ့ရဲ့မှာတော့ကရီတာလေးကိုတော့ဒါတော့ဟာသကပ်ပြီးတဲ့အတွက်ကြောင့်ကရီတာလေးပေါ့ပေါ့ပါပါလေးနဲ့ကောင်းတော့ဖြစ်အောင်တော့တယောက်ဆောင်ထားပါတယ်။အဲအမှန်တကယ်တော့မင်းကအေးတဲ့ထဲမှာတော့မပါပါဘူး။ပြင်မာလည်းလို့တွတ်တွတ်လက်လက်နေတတ်တယ်ပေါ့။ဒါပေမဲ့ဟိုကိုရင်းနှီးတဲ့သူတွေနဲ့ပေါ့နော်။အဲနည်းနည်းစိမ့်တဲ့သူတွေကြားလို့ရှိရင်တော့နည်းနည်းစကားနဲ့တယ်ပေါ့။ဒါပေမဲ့ရင်းနှီးတဲ့သူငယ်ကြားလို့ရှိရင်တော့အဲလိုတွတ်တွတ်လက်လက်နဲ့စကားဟိုဟာစကားပြောရမ်းများတယ်မှာတော့ပါတယ်။ဒီကားကအဲလိုထူးခြားတာဆိုတာတည်းပျော်ပျော်ရွှင်လေးနဲ့ဟာတာအနေနဲ့ကြည့်ရမယ့်ကားလေးပေါ့နော်။ အဲ့လိုလေးတော့ထူးခြားပါတယ်အဲဘယ်လိုမျိုးလေးအနေနဲ့လဲဆိုတော့ကျွန်တော်ပရိသတ်တယောက်အနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့အခုလိုမျိုးအာအကြောင်းအကြောင်းအကြောင်းပေါ့နော်စိတ်ညစ်နေရတဲ့အချိန်မှာဒီကာလီလာကြည့်ပြီးတော့အဲစိတ်ပန်းဖြစ်စရာတစ်ခုဖြစ်မယ်ကိုယ်အတွက် relax တစ်ခုဖြစ်မယ်လို့တော့ခံစားမိရပေါ့နော်အဲအဲအကြောင်းလည်းပရိသတ်ကိုလာရောက်ပြီးတော့ဒါနှစ်နာရီလောက်အချိန်အတွင်းမှာလာပြီးတော့ကြီးကြီးရှုစေချင်ပါတယ်ဟုတ်အမှန်ကြတော့အဲ့လိုက ိုက်တိုင်းမှာအမှတ်တရရှိဒီကားလေးကလည်းပြီးခဲ့နှစ်နှစ်လောက်ကရိုက်ထားတော့လေနှစ်နှစ်ခဲ့အမှတ်တရပေါ့နော်ဆိုတော့အဲကောင်းပါတယ်ဒီကားလေးကလည်းလူဆောင်တက်ဆောင်ပေါ့နော်အဲပြောစရာကြီးဆိုတော့လေဒီကားလေးကိုလည်းအဲ့လိုမျိုးပေါ့အမောင်လေးပြောသလိုမျိုးဟိုခစ်တာခဏနောက်အချိန်ပေးပြီးတော့အားလို့ရှင်တော့လာရောက်ပြီးကြည့်ရှုစီချင်ပါဘူးပြန်ပါဘောပလေးကဲပြန်လာဟမ်မဟုတ်ပါဘူး good girl ပါ play ခဲ့ကကြတော့အဲ့လိုမျိုးလေး play ခဲ့ကရရင်ရရင်နဲ့ producer တွေနဲ့ဆိုင်နေ producer ရရင်ရရင်နဲ့အဲ့လိုမျိုး mood ကနေနဲ့ဖြစ်ဖြစ်နေအမှန်တကယ်တော့မဟုတ်ပါဘူးညာနေပေါ့2024တော့ကရိုက်တာလေးရအဲ့လိုဟာတလေးများရဲ့ဆိုတော့ဒီနှစ်ထဲမှာတော့မင်းအဲ့လို drama ပို့ပြီးရိုက်ချင်တယ်ဆိုတော့ drama လေးတွေတော့ လက်ခံထားတယ်ပြီးတော့ကားအများကြီးမဟုတ်ဘဲနဲ့ဟိုပေါ့နော်ကိုတကယ်တခြားလုပ်နိုင်တဲ့ကားမျိုးလေးတွေကိုလက်ခံထားတယ်အဲအများသောအဖြစ်ကကျွန်တော်ရန်ကုန်မှာရှိနေချိန်ဆိုလို့ရှိရင်လည်းအမနဲ့အဲ့လိုဟိုသူရိုက်မဲ့ character လေးပါလေးဆိုပြောဖြစ်တာပေါ့နော်ဒီ character နဲ့အရင်တစ်ခုနဲ့မတူအောင်နောက် character နဲ့မတူအောင်ဘယ်လိုမျိုးရင်းစင်မလဲဝေစားပိုင်းရောဘာညာဆိုကျွန်တော်လည်းအဲကျွန်တော်နားလေဒီလောက်ဒီဇလန်းရရောအဲပြန်ပြီးတော့တယောက်နဲ့တယောက် sharing လုပ်ပြီးတော့ လုတ်လုတ်ဖြစ်ကြတာမဟုတ်ဟုတ်အကိုကပါရင် तू ကငယ်ဆိုပေမဲ့အကိုလိုပါပဲလေးလေးကျက်တယ်နော်ကျက်ကျင်တော့ပို့ပြီးတော့နော်နော်ကိုကြီးအဲတိုင်မင်းဖြစ်ပါတယ်တချို့ကိစ္စမျိုးလေးတွေဆိုလို့ရှိရင်တော့အဲ့လိုကိုလည်းအဲ့လိုရောက်ယောက်ျားလေးယောက်ျားလေးပကခံစားပြီးတော့ပြောလို့ရရင်ဟာမျိုးလေးတွေပေါ့အဲ့ဆိုတိုင်မင်းဖြစ်ပါတယ်အဲမေရိုးရဲ့ဒီကစားပွဲရုပ်ရှင်က25ရက်နေ့ကျရင်ရုံတင်မှာဖြစ်တဲ့အတွက်အားရောက်အပိပါလို့ပြောချင်ပါတယ်